မင်္ဂလာပါသားတို့သမီးတို့ရေဒီချဲကတော့ Graces မြန်မာစာကိုတင် जा ပေးမယ်ဒီချဲ Agree ဖြစ်ပါတယ်အခုတင် जा ပေးမယ်သင်ခန်းစာခေါင်းစဉ်လေးကတော့လှဲရင်လေးစက်ကြပြလေးပဲဖြစ်ပါတယ်လှဲရင်ကြပြဟာလေးစက်ကြပြအမျိုးအစားဖြစ်ပြီး လေးစစ်ကြပြဆိုတာကတော့အချိုးလေးချိုးပါပြီးအပေါ်ဆုံးအချိုးဟာစာတကြောင်းသာရေးပြီးစစ်ထားတော့ကြောင့်လေးစစ်လို့ခေါ်ပါရဲ့ကွယ်ဒီလဲရင်ကြပြလေးမှာစာကြောင်းတကြောင်းစီရဲ့အဆုံးမှာရှိတဲ့ကောင်းတောင်းကြောင်းမောင်းတို့တွေကတော့အချိုးကာယံတွေပဲဖြစ်တယ် အတန်တူရာတွေကိုစုပြီးတော့အဲ့ဒီအတန်တွေကိုတော့ဒီချယ်ရိုးကကာယံလို့ခေါ်ပါတယ်ကွယ်။တောင်း၊နောင်း၊တောင်းတို့ဟာအောင်ကာယံနေဖြစ်ပြီးတော့ကြပြမှာအတန်နဲ့တန်တူညီတဲ့ညီနောင်၊စီအောင်၊စုဝေးချူတွေစတဲ့ကာယံလေးတွေလည်းပါဝင်ပြီးတော့အဲ့ဒီကာယံတွေကိုတော့နဘေးကာယံလို့ပဲခေါ်ပါတယ်ကွယ်။ ဒါဆိုရင်အခုဒီခြေကလဲရင်ကြပြလေးကိုအစကနေအဆုံးတစ်ခေါက်ရွပြပေးပါမယ်။အားလုံးပဲတည်တည်ချာချာနားထောင်ထားကြနော်။လဲရင်ခလောက်ကလေးရဲ့ဒိုးဒိုးတောင်ပျို့တော့လူရမလုတ်တဲ့ဝါခုတ်တဲ့တောင်နွားညီနောင်စီအောင်ပဖေချောင်းမဲနစ်မောင်အတူနေရမှာ။ စူဝေအောင်ခြူတွေဆွဲလို့ရေလဲရင်နဲ့မောင်းကဲအခုဒီချေဖပြခဲ့တဲ့လဲရင်ကြပြလေးကိုတော့19ရာစုမှာအမည်မသိရှေးစာဆိုတဦးကရေးဖွဲ့ခဲ့ပါရဲ့ကွယ်သားတို့သမီးတို့ကကြပြလေးရဲ့ဆိုလိုရင်းအတိတ်ပဲကိုမသိသေးခင်မှာဒီကြပြလေးရဲ့မှာပါတဲ့စကလုံးလေးတွေကိုနားလဲစေဖို့အတွက်ကတော့ခက်စစ်လေးတွေကို ကြည့်ကြရအောင်နော်ခလောက်အတန်မြည်စေရန်အကောင့်တွင်အစံတတ်ထားသောပစ္စည်းအများအားဖြင့်တစ်သားဝါးရိုးဖြင့်ပြုလုပ်သည်တံပြားခြေပြားကို ပုံသွင်း၍လည်းပြုလုပ်သည်ဒီခက်စစ်လေးမှာဆိုရင်တော့သားတို့သမီးတို့စာမေးပွဲဖြေဖို့ လေ့ကျင့်ကြက်မှတ်တဲ့အခါမှာတော့အရှိက အတန်မြည်စီရန်အကောင့်တွင်အစံတတ်ထားသောပစ္စည်းဆိုရဲစာချောင်းလေးကိုပဲကြက်ရမယ်နော်အနောက်ကဂွင်းစာဂွင်းမင်းနဲ့စာချောင်းလေးကတော့သားတို့သမီးတို့မျက်လုံးထဲမှာမြင်လာအောင်ရေးပြထားခြင်းပဲဖြစ်ပါတယ်ကြက်เสียမလို့နော်ချူအတွင်းတွင်အစံလွတ်ထည့်ထားသောတတ်ထုခလောက်လုံးစီအောင်ဝါဖြိုးစီရန်စူဝေ ခလောက်တန်ဆူညံသည်နွားညီနောင် အသွေးတူ အမွေးတူ အရွယ်တူနွားနှစ်ကောင်ရာပဲပြောင်းနှမ်းဝါစသည်တီးနှံစိုက်ပြိုးသောမြေကွက်လဲရင် အမြန်အလှမောင်းနေနိုင်ရန်ပြုလုပ်ထားသောကြော့မော့ပော့ပါသည်လေကဲ ခက်စိတ်အိဗယ်လေးတွေလည်းသိသွားပြီဆိုတော့တီချဲကကြပြရဲ့စုံလွန်ရင်အိဗယ်လေးကို ရှင်းပြပေးပါမယ်။ပြိုလေးရဲ့မောင်ကြီးဟာကိုပိုင်ရာလုံးနိုင်သူတူမဟုတ်ပါဘူးကွယ်။အဲ့ဒီအတွက်ကြောင့်မို့လို့သူက ခလောက်တန်တောင်တောင်မြည်နေတဲ့လှဲချမ်းကြီးကို မောင်းနှင်ပြီးဝါခုတ်ရသူတူပဲဖြစ်တယ်။နွားညင်အောင်ကိုဝါဖြိုးနေအောင် အစာကျွေးပြီးထိန်းချောင်းထားရင်ပြိုလေးကအမှားတော့ပါလိုက်ပါတယ်။ မဲနဲ့မောင်အတူနေရသောအခါနွားညီနောင်ရဲ့လေဘင်းမှာခလောက်အစာခြူရီတက်စင်ပြီးတချွင်ချွင်အတန်ပေးကလှဲရင်ကြော့နဲ့မောင်းနေမယ်လို့ပြိုလေးကစိတ်ကူးထားတယ်လို့အတိတ်ပဲရပါရဲ့ကွယ်။သားတို့သမီးတို့ရေဒလေးဆိုတာကတော့ဘိုးဘွားစင်ဆက်လက်ခံကျင့်သုံးခဲ့တဲ့အစဉ်လာတွေကိုခေါ်ခြင်းဖြစ်တယ်။ နေရာဒေတာကိုလိုက်ပြီးဒလိထုံးစံတို့ကကွဲပြတတ်ပါတယ်။အညာဒလိ၊ရွာဒလိ၊မြို့ဒလိ၊တောင်မော်ဒလိစသဖြင့်အမျိုးမျိုးရှိတယ်။ကျင်းလက်ဒလိမှာဆိုရင်တော့အညာမှာရာလုတ်ခြင်း၊ဝါခုန်ခြင်းနဲ့အသက်မွေးဝမ်းကြောင်းပြုကြတယ်။တဲယူပို့ဆောင်ရေးရှင်အဖြစ်နဲ့တော့လှဲချမ်းကို အသုံးပြုပါတယ်။ ပွဲလမ်းသဘင်တွေမှာတော့လှဲရင်ကို အသုံးပြုကြတယ်။လှဲချမ်းကနွားရဲ့လယ်ဘင်းမှာခလောက်ကိုဆွဲပြီးတော့လှဲရင်ကနွားတွေရဲ့လယ်ဘင်းမှာတော့ခြူကိုဆွဲလေးရှိပါတယ်။ခလောက်တန်ကတော့ down down ဆိုပြီးတော့မြည်လေးရှိတယ်။တမာထွားကြိုင်းသောနွားကြီးတွေဆွဲတဲ့လှဲရင်ကို စီးပြီးတော့ပွဲသွားကြပါရဲ့ တော်တလေးကတော့ကြည်နူးပျော်ရွှင်ပွဲဖြစ်တယ်။ဒါလေးကတော့တီချေကအညာတလေးနဲ့ပတ်သက်ပြီးထပ်ဆောင်ပြောပြပေးခြင်းပဲဖြစ်ပါတယ်။ဒီကပြားလေးရဲ့အဓိက အချက်ကလေးတွေကတော့ပျို့ရလူဟာရာမလုတ်ပဲဝါခုတ်က အသက်မွေးဝမ်းကြောင်းပြုပါတယ်။နွားများကို သားသမီးပမာချစ်ခင်မြတ်နိုးတယ်။မယ်နဲ့အတူနေရခြင်းရောက်တဲ့အခါမှာတော့ လဲရင်ကြော့ကြော့မှာနွားတွေကိုအလှဆင်ပြီးစီးကကြွားပြလိုက်မယ်လို့စိတ်ကူးရင်ထားပါရဲ့ကွယ်မြမကြီးလက်တော်ရွာနေလူများဟာအေးချမ်းပျော်ရွှင်စွာလောက်ကန်စားတော့နေထိုင်ကြပုံဟာជីနူးချမ်းမြေပွဲခံစားရရဆိုတာကိုပြောပြထားခြင်းပဲဖြစ်ပါတယ်။ဒါဆိုရင်တော့အခုသင်ခန်းစာလေးကိုဒီမှာပဲနားမှာပဲနောက်စာသင်ချိန်လေးမှာပြန်တွေ့ကြရအောင်เนาะ Thank